တရုတ်ပြည်အားနဲ့စစ်ကောင်စီရဲ့ထိုးစစ်ကိုတော်လင်းရေးအင်အားစုတွေကြိုတင်ပြေမချနိုင်ပါက ရေရှည်မှာ TNLN တောင်းခံနိုင်မှာမဟုတ်ဘဲတော်လင်းရေးပေါ်ရိုက်ခက်လာနိုင်တယ်လို့မြမစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလိလရေးအဖွဲ့တွေကသတိပေးပြောကြားလိုက်ပါတယ်ဒီကနေ့ TNLN ရဲ့အနေအထားကိုမြင်အောင်ကြည့်ပြီးတော်လင်းရေးကောင်းဆောင်တွေကလိုအပ်တဲ့ကုကံမှုကိုမတိဆောက်နိုင်ဘူးဆိုရင်အပြောင်းလဲတွေကဘာမှဆိုဖြစ်လာနိုင်တယ်လို့တော်လင်းရေးကိုရိုက်ခက်လာနိုင်တယ်လို့မြမစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလိလရေးအဖွဲ့ စစ်ဘက်သုတေသနတာဝန်ခံစီဒီအမ်ဘူကြီးနောင်ယူကတတိပေးပြောကြားလိုက်ပါတယ်ပေါ့စစ်ဘက်ပြောရင်တော့ PNL ရဲ့သူ့အနေအထားကိုပြောပြတာဖြစ်တယ်အချင်းတွေပပေါင်းစုံလဲကြုံလာပြီဒါပေမဲ့တုံလိုင်းအင်အားစုတွေမှာကျတော့အမ MND ရဲ့ပေးလိုက်တာကိုပဲဝိုင်းပြောပြီးတော့ TNL ရဲ့ဖြေအောင်ကျတော့မြင်အောင်မကြည့်ကြအောင်ဘူးလို့ကျွန်တော်နားလေတယ်ပေါ့နော်အဲ့လိုပဲ TNL ရဲ့အနေအထားကိုလည်းကျွန်တော်မြင်အောင်ကြည့်ဖို့လိုတယ်ဒီချိန်မှာကြိုးချင်းကတဲ့အနေအထားကိုတုံလိုင်းဦးဆောင်အဖွဲ့ကြီးကျောင်းမှာအဖြေချနိုင်မှုလို့တယ်မဟုတ်ဘူးမလွဲစရာမချောင်တာတဲ့အနေအထားရင်းနဲ့ပပေါင်းလို့ပြီးရပြီလာပြီ ိုကလိုအပ်တဲ့ခုခံမှုတော့မတည်ဆောက်နိုင်ဘူးဆိုရင်အပြောင်းလဲတွေကဘာမှမဆိုဖြစ်လာနိုင်တယ်ဖြစ်လာနိုင်ရင်တော်လိုင်းအတွက် impact တွေအများကြီးဖြစ်လာနိုင်တယ်နောက်ဆက်တွဲတွေအများကြီးချိန်လာနိုင်တယ်ဒါဆိုရင်လူတို့ကလည်းပုံမှန်လည်းအများကြီးရခက်နိုင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဒီရှင်တွေကိုပုံစံမျိုးလိုအပ်နေပြီဒါပေမဲ့အဲ့ဒီအနေအထားမျိုးကိုကျွန်တော်အရင်မတွေ့ရအောင်ပေါ့နော်ဒါကတော့ဆိုရင်ပြောင်းနေတယ်ကျွန်တော်မြင်ပါတယ်ဟုတ်တယ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSNF TNL ကလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေး CA ခြေနေနဲ့အပီတလတ်တလှချမှုခြေနေတွေကိုမေလ၄ရက်နေ့မှာ တင်းစာရှင်းလင်းပွဲတရက်ပြုလုပ်ခဲ့ပြီးအဲ့ဒီတင်းစာရှင်းလင်းပွဲမှာတော့တရုတ်ဂျောင်းဝင်စစ်စစ်တဲ့ညင်ချင်းရေးဆင်းနေမှုတွေကြောင့်တင်ပြခဲ့ပါတယ်။ကုမင်ဆွေးနွေးပွဲမှာစစ်ကောင်စီဘက်က TNL ထိန်းချုပ်ထားတဲ့နောက်ထပ်ကြောင်မဲ့တီဘောမိုးကုန်းနဲ့မိုးမိတ်စားတဲ့မြို့နယ်တွေပါဝင်နန်းစံနဲ့မတုံမြို့နယ်တွေက TNL တပ်ဖွဲ့တွေအားလုံးပင်လယ်ဆုတ်ခွာဖို့တောင်းဆိုခဲ့မှုအပေါ် TNL ကလာရောက်ခဲ့တာမျိုးမရှိတဲ့အတွက်အောက်ကလည်းမှာထမှန်ဆွေးနွေးဖို့ရှိတယ်လို့လူရည်ဦးကဆိုပါတယ်။ အခုဒီတစ္ဆောဆက်နေမှုကတော့ပိတပိဖြစ်ပါတယ်။အနာရချင်းဒီအကုလကုမပြတ်သေဆုံးဖို့ဆင်းစုထားတာမျိုးရှိပါတယ်။အဲဒီကြားမှာတော့ထူချတာတော့မရှိသေးဘူး။ဟုတ်ကဲ့။စစ်ကောင်စီရဲ့တစ်ဖက်သက်တောင်းဆိုမှုတွေနဲ့ကျေးဥ့ရဲ့ပြင်းထန်တဲ့ဖိအားပေးမှုတွေကတောက်လျှောက်ရှိနေပြီး2024ခုနှစ်6လပိုင်းကစပြီးတရုတ်နိုင်ငံဘက်ကလည်းဖြတ်ငါးပြတ်ပုံစံနဲ့နေဆက်ကိတ်တွေပိတ်လိုက်တာကြောင့်ဒီတက်ခန့်ရဲ့ခတ်တွေ့နေရတယ်လို့ TNL လည်းဆိုပါတယ် လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေး CA အခြေအနေနဲ့ AB တလတာလှုပ်ရှားမှုသတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်လို့မြန်မာစစ်ပတ်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလိလရေးဖွဲ့စစ်ပတ်တုတင်နာတာဝန်ခံစီဒီအမ်ဘူကြီးနောင်ယူကအခုလိုတုံ့တက်ပါဗျ။သတင်းစာရှင်းလင်းပွဲမှာဒါဟိုမြင်တော်ထုတ်ဖို့ပြောတယ်လို့ကျွန်တော်နားလေတယ်ပေါ့နော်။သူ့ရဲ့အနေအထားကိုပြောတယ်အာပြီးရင်ဒါဟိုတော်လိုင်းအင်အားစုတွေရောပြည်သူလူထုရောသတင်းကားပါတယ်လို့ကျွန်တော်နားလေတယ်ပေါ့နော်။ကျွန်တော်သူ့အနေနဲ့သူ့တစ်ဖွဲ့တဲ့အနေနဲ့ဆိုရင်တော့ဒါသူ တောက်ခံနိုင်မှုဆိုတာခက်တယ်လို့ကျွန်တော်နားလဲသူဘာလို့ဆိုတော့သူ့မှာဟိုတိမ့်မဲ့နေပြီဒီလိုလေကောင်းစွာခြေတည်လို့မရဘူးအဖြတ်ငါးဖြတ်တွေလည်းပပေါင်းတော့ဖြတ်တော့လာတာကြီးချိနိုင်မယ်ဆိုရင်သူလူထုရဲ့ဒီလိုပြင်းထန်တဲ့အခက်ခဲကိုသူတောက်ခံနိုင်မှုကအင်တာမောက်ခက်တယ်ပေါ့နော်စီးရင်းနဲ့လည်းပြင်းမယ်အဲဒေတာကန်တွေကိုလည်းပိတ်ဆို့မှုနဲ့ပြင်းမယ်ဆိုရင် TNN တို့ကလည်းအနေနဲ့အဲကြည့်ကြံကြံခံမိချက်ဒီပုံစံအင်မတန်ခက်တယ်။ဘာလို့လဲဆိုတော့သူတို့ခုလေးအနေနဲ့မဟုတ်ပဲတဲ့သူလူကြီးရဲ့အနေထားတွေကိုထည့်ထည့်တွဲရမယ်ပေါ့နော်။နိုင်ငံကြီး ကြီးချင်းအနေထားကိုထောက်ထွက်ပဲဒါကြောင့်သူကသူ့ရဲ့နိုင်ငံသဘောတရားကိုတော့သူဟိုပြီးခဲ့တဲ့ဈေးနှုန်းချိန်ကပဲမှထောက်ထွက်ရလို့ကျွန်တော်နားလဲပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSNF TNL အနေနဲ့ကတော့ငင်းငင်းစင်းနေမှုအတွက်နှစ်ဖက်သက်အနေနဲ့ရောက်တဲ့နေရာမှာပြစ်ခတ်ရဆဲဖို့နှစ်ဖက်သက်အနေနဲ့ထိုးစစ်လေကြောင်းတိုက်ခတ်မှုလက်နက်ကြီးတိုက်ခတ်မှုတွေစားတဲ့ဆေးလွှတ်မှုအလုံးကိုရပ်တန့်ဖို့နှစ်ဖက်ထိန်းချုပ်နေမြေတွေမှာ ေတာခံပြည်သူတွေကိုစာဝတ်နေရေးစေဝါစာနာတွေကိုလူလက်စာတည်ယူပို့ဆောင်ရေးစားတဲ့အချက်၃ချက်ကိုသာရည်တည်တောင်းဆိုထားတယ်လို့သိရပါဗျ။